ဂျပန်ကတည်တဲ့ဇီဝရေးဇော်အီအီဇက်အဖြစ်သတ်မှတ်ထားရရေပြင်းတဲ့ကိုတရုတ်ရေတပ်ရဲ့လေရင်တင်တင်းမော့ဥဆောင်တဲ့တိုက်ရရင်အုပ်တစ်ခုပထမဆုံးချိန်ဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကုံကတရုတ်ရေတပ်ရဲ့လျောင်နင်းလေရင်တင်တင်းမော့နဲ့အချမ်းရံရေရင်တွေဟာဂျပန်ရေပိုင်နဲ့အလွန်ကအီအီဇက်သတ်မှတ်ရေပြင်းတဲ့ဝင်ရောက်ခဲ့ပြီးအဲ့ဒီနောက်မှာတော့ပင်လယ်ပြင်စစ်ရေးလေကျဲမှုအစီအစဉ်တစ်ခုအတွက်ပြန်လည်ထွက်ခွာသွားတယ်လို့ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။ ။လျောင်နင်းနဲ့ပဲ့ထိန်ဒုံးကြီးတပ်ဖြတ်သိမ်းပေါ်နစီလဲပေါဝင်တဲ့ရေတပ်ခွဲဟောင်းတိုက်လေရင်တွေကိုပါအတုံးပြုတဲ့စစ်ရဲလက်ချက်မှုတစ်ခုကိုပစိဖိတ်သမုတ်တရာရေပြင်မှာပြုတ်လောက်ခဲ့တယ်လို့ဂျပန်ကပြောပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကောင်ကတရုတ်တင်မောတွေဟာဂျပန်နိုင်ငံအရှေ့ဘက်စွန်းမှာရှိတဲ့မီနာမီတိုရီကျွန်းရဲ့အနောက်တောင်ဘက်186မိုင်ခန့်ကွာဂျပန်ရဲ့အီအီဇတ်သတ်မှတ်ရေပြင်မှာဖြတ်တန်းခုန်မှန်းခဲ့တာပါ။အီအီဇတ်ဆိုတာဟာနိုင်ငံအလိုက်သတ်မှတ်ထားတဲ့ရေပြင်စုံသားဖြစ်ပြီးနိုင်ငံတကာအသိအမှတ်ပြုရေပိုင်နဲ့တော့မဟုတ်ပါဘူး။ တရုတ်လေရင်တဲ့တင်မော်တစီကဂျပန်ရဲ့အီအီဇက်ကိုဖျက်ဆီးခဲ့တာကတော့အခုတစ်ချိန်ပထမဆုံးဖြစ်လာပါတယ်။တရုတ်ရေတပ်ဟာလေရင်တဲ့တင်မော်တွေကိုကမ်းခြေနဲ့အရန်ဝေးကွာတဲ့ပင်လယ်သဘောက်တရားအလဲအထိတွားရောက်ပြီးစစ်စင်ရေးတွေကိုတာဝန်ယူနိုင်အောင်စ조사နေတာဖြစ်နိုင်တယ်လို့ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရအရာရှိတဦးကအမှတ်ချက်ပေးခဲ့ပါတယ်။အခုကိစ္စနဲ့ပတ်သက်ပြီးဂျပန်အစိုးရဟာတရုတ်စီကိုတစ်လျော်တဲ့အသည့်ပေကြောင်းကြောင်းမှုတစ်ခုလှုပ်ဆောင်ထားပြီးဖြစ်တယ်လို့အစိုးရအဖွဲ့အတွင်းရေးမှူးယိုရှီမာဆာဟာရာရှီကဆိုပါတယ်။ ဒါပေမဲ့သူကဂျပန်ဟာတရုတ်ကိုတရုတ်ဝင်ကန့်ကွက်စာပို့ခဲ့တာလားဆိုတာမျိုးတော့ရှင်းရှင်းလင်းလင်းပြောမသွားပါဘူး။အီအီဇော့ကိုတရုတ်ရေတပ်တင်းမောတွေဖြတ်တန်းခုန်မောင်းခဲ့ချိန်တုန်းကဂျပန်ပြည်သောတပ်ရဲ့ရေတပ်ဖွဲ့ကလည်းစစ်တင်းမောဟာဂူရိုကိုဆဲလွတ်ပြီးအခြေအနေကိုစောင့်ကြည့်စေခဲ့တယ်လို့သိရပါတယ်။လျောင်နေဟာမနစ်ကစက်တင်ဘာလတုန်းကလည်းထိုင်းဝမ်နိုင်ငံသားကဂျပန်ပိုက်ကျောင်းတစ်ခုကြားကနေဖြတ်တန်းခုန်မောင်းခဲ့ပူးပြီးအဲ့ဒီလောက်ရဟာလုံးဝလက်မခံနိုင်စရာကိစ္စဖြစ်ပြီးအလေးအနက်ဆိုရင်ကြောင့်ဂျပန်ဘက်ကထုတ်ပြန်ခဲ့ပါတယ်ရှင်။